နေဝင်းကိုရာရုပေးလိုက်ခါမှာတစ်ကကာဝဲကိုကြီးပေးတယ်။อืมကာဝဲကိုကြီးပေးတယ်နော်စစ်ဦးစီးချုပ်ပေးတယ်။อืมကာဝဲကိုကြီးစစ်ဦးစီးချုပ်ပြီးတဲ့ခါမှာအဲ့လိုဒုတိယဝန်ကြီးချုပ်လည်းပေးပါတယ်။အော်အဲ့ဒါဆိုတရားအခုမင်းအောင်လန်းယူထားတယ်လို့ယူထားတာပေါ့နော်အဲ့ဒါပါပဲအဲ့ဒါပဲဒါဦးဦးစိုးရတော့ဖြတ်ခါဆိုမြင်လိုက်တာပေါ့နော်အဲ့တော့ကြံတဲ့ပြည်သူလူထုတွေကလည်းအဲ့ဒါမြင်ဖို့လိုပါတယ်အဲ့လိုမြင်ရမှာပြက်တယ်မင်းအောင်လန်းဆိုဝန်ကြီးချုပ်ရောဟိုဟာယာယီသမတရောလေ ကာကာကာချုပ်ရောကာချုပ်ကောဗောဗျာနော်သူဟာဟိုဟိုမနုဿီဟာဖင်နှခွမဟုတ်ပဲနဲ့မနုဿီဟာဖင်လေးခွတော့ဖြစ်နေအောင်အားလုံးပဲမင်္ဂလာပါဘာသာရေးကပြောတဲ့နိုင်ငံရေးတကားများအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဘုသူတို့ဒီဒီဘက်မှာတော့တဘာဝဘေးအန္တရာယ်ကြရောက်နေတဲ့ပြည်သူပြည်သားတွေအပေါ်မှာဖက်သစ်စစ်တပ်မရင်တပ်ဘယ်လိုတွေပြုတ်မှုနေကြသလဲ ဖက်စစ်စစ်တပ်မရေတပ်နောက်မှာထောက်တိုင်ပြုနေကြတဲ့မဘာဒဖုန်ကြီးခေါင်းကိုင်းတွေဘလူတွေပြုမှုနေကြတယ်လဲဆိုတာကိုအခြေခံပြီးတော့ဆွေးနွေးရင်းနဲ့အာနာရှင်ဆိုတာဘယ်အချိန်ကနေဘလူပေါက်ဖွားလာတယ်လဲဆိုတဲ့အကြောင်းအရာတွေကိုဆွေးနွေးသွားကြမှာဖြစ်ပါတယ်ဆွေးနွေးချက်ပထမပိုင်းကိုအခုလိုတင်ပြထားတာပဲဖြစ်ပါတယ်တဘာဝဘေးဒဏ်မှာဦးတို့ လူတွေကဖန်တီးတဲ့တဘာဝဘေးဒဏ်တွေရှိတယ်လို့တဘာဝအတိုင်းဖြစ်တဲ့ဘေးရနေရည်တွေလည်းရှိပါတယ်။တချို့တဘာဝအနေရည်တွေဟာကြိုတင်တွက်ဆနိုင်လို့ရတယ်ရညာတော်လည်းပဲတချို့တဘာဝအနေရည်တွေဟာကြိုတင်ခံမလို့မရတဲ့အနေထားမျိုးတွေဖြစ်ပါတယ်။အဲကြိုတင်ခံမလို့မရတဲ့ငရင်းလိုတဘာဝအနေရည်တွေကြုံတွေ့လာတဲ့အခါမှာကောင်းမွန်တဲ့အစိုးရတွေကတည်ပြောက်မှုတွေအနေရည်ဖြစ်မှုတွေဒုက္ခဘေးဒဏ်တွေနည်းနည်းနဲ့များနည်းအောင် ကြိုးစားအားထုတ်ကြလေရှိပါတယ်ဂျပန်လိုနိုင်ငံမျိုးတွေသူနာမီရေတိုင်းတွေအထိဖြစ်ခဲ့တဲ့ဒေသမျိုးတွေမှာကောမွန်နယ်ဆိုရတဲ့လက်ထက်အောက်မှာတန်းတူပြည်သားတွေကအများကြီးမနစ်နာခဲ့ကြပါဘူးဘုသူတို့ဒီနေ့မျက်မှောက်အခြေအနေမှာတော့ကောမွန်နယ်အစိုးရမဟုတ်ဖဲနဲ့ကာလဝိပတိဆိုတဲ့မင်းသမီးညစ်တွေအုပ်စုနေတဲ့ကာလကြီးမှာဒီလိုဘေးအန္တရာယ်တွေဖြစ်လာတဲ့အခါမှာကယ်လို့ရနိုင်တဲ့အနေအထားရှိတဲ့ပြည်သူတွေကိုဦးသင်းတို့ ရန်နှုံးပြည့်မကယ်လိုက်နိုင်ပါဘူးနိုင်ငံကကလာတဲ့အကူအညီတွေကိုလည်းပဲငါတို့နဲ့တဲ့တဲ့နိုင်ငံတွေဆိုရင်ကူညီခွင့်တွေပေးတယ်ငါတို့နဲ့မတဲ့တဲ့နိုင်ငံတွေကကူညီခွင့်မပေးဘူးဆိုတဲ့စစ်အုပ်စုရဲ့အတ္တမမာနတွေကြောင့်လည်းဆုံးရှုံးမှုတွေအများကြီးဖြစ်ခဲ့ရတာရှိပါတယ်ဒါနဲ့မကပဲနဲ့ဘာသာရေးမှာလည်းပဲဟိုဘာသာရေးအမျက်ထုတ်မှုတွေလည်းအများကြီးကြုံလာရတာရှိတာပေါ့နော်အခုဆိုလို့ချင်ရင်ဒါဘာသာရေးကောင်းဆောင်လို့ခေါ်တဲ့ဦးဇင်းတို့ဗုဒ္ဓဘာသာမှာဆိုလည်းဘုန်းကြီးတွေလက်မထွက်ပြီးတော့မှမဟာရယာတွေပေါ့ ဟိုထီထီရောက်ရောက်အလုပ်လုပ်တာမဟုတ်ဘဲနဲ့ဟန်ပြလုပ်နေတာမျိုးတွေတွေ့ရတယ်လို့လူတွေကိုအရင်ကြရမယ်အစားမိမိတို့ရဲ့အကြောင်းတွေမိမိတို့ရဲ့ဖရားသေးတွေကိုပြင်ဖို့ပဲလုံလာပြုတ်နေတာတွေလဲဒါဝမ်းနေဆိုတာတွေ့နေရတာတွေရှိပါတယ်လူတွေက platform ပေါ်မှာဒီချိန်ဆိုလို့ချင်းမုတ်တုံရာဒီမုံနှိုင်းရာဒီရောက်လာကြပြီဘလို့တွေနေကြမလဲဘလို့တွေအိတ်ကြမလဲဆိုတာတွေမပူပန်မဲနဲ့မိမိတို့အကြောင်းအကြောင်းဆောင်တွေပြန်လဲထူထောင်ရေးအတွက်ပဲပူပူပန်ပန်နဲ့လုပ်နေရတာတွေတေတူကိုယ်တော့က တွေ့နေရတာတရှိပါတယ်တခြားဘာသာရေးတွေမှာလည်းပဲဒီရှိကောင်းရှိနေမယ်တွေ့ကောင်းတွေ့ပါတယ်ဆိုတော့ဒါတွေနဲ့ပတ်သက်ပြီးတော့ဦးသိန်းတို့ဒီတစ်ပတ်မှာဘာသာရေးကပြောတဲ့နိုင်ငံရေးစကားကိုသွင်းတွေ့သွားကြမှာဖြစ်ပါတယ်ဒီတစ်ပတ်မှာပါဝင်သွင်းတွေ့ကြမယ်သူများကတော့ဒီဘက်ကဆိုလို့ရှိရင်ဒါကဗျာဆရာမောင်စိုးချိန်ဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲဘာသာရေးကောင်းတော့သူမဟုတ်ပေမဲ့လည်းလက်ဝဲရင်းသမားဗျာဆရာတယောက်အက်ဒီတာတယောက်လည်းဖြစ်ပါတယ်ဒီဘက်ကတော့ဒါတိရန်တိခါတော်ရဆရာတော့ ဆရာသရာပေသူဖြစ်ပါတယ်ဟိုတစ်ဖက်ကတော့ဖလီဆရာတို့ဖြစ်တဲ့မောင်လာနာဟာဖက်ကာရီဆရာဦးသွန်းနေဦးတို့နဲ့အတူဒီနေ့ဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်ခုအသင်းခင်းပြထားတဲ့ဦးသွန်းနိုင်ငံမှာတော့လေဆရာတို့ဒီဒါဘေးဒုက္ခတွေကတော့ရောက်နေကြတယ်ကဲနိုင်တယ်တော့လည်းမကဲရဘူးပေါ့နော်တချို့နိုင်ငံတွေလည်းပြန်သွားကြပြီပေါ့ဒီဆေးအုပ်စုကလည်းပဲဒီနေနဲ့တက်တဲ့ပုံချက်နေရဆိုတော့လေဒါနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ဆရာကြီးဆွေးနွေးပါအောင်ဗျအော်ဟုတ်ကဲ့ကျွန်တော်တို့တွေတိုင်ပြီမှာ တဘာဝဘီးတန်ကြာရောက်နေတဲ့ကာလမှာဘာသာပေါင်းစုံဆွနေပဲဒီနေ့စေအုစုကသူတို့ရဲ့သဘောထားတွေကဘယ်အခြေအနေဘယ်ကာလမှာတွေကဒီစိတ်ဓာတ်တွေမူးဖွားလာတာလဲဆိုတော့အခြေခံလေးကိုကျွန်တော်ဆွနေကြတယ်ဗျာအဲ့ဒါဘာလဲဆိုတော့1948မှာကျွန်တော်လွတ်လပ်ရခဲ့တယ်48ဇန်နဝါရီ4ရက်နေ့ဟလာမနေ့၄နာရီလွတ်လပ်ကြီးကျင်ညာပြီးအရာစပြီးတော့ကဟလာလွတ်လပ်ရပြီးတော့မတ်လ28မှာလွတ်လပ်ကြီးတက်တန်းက3လတော့ တင်းနေမပြည့်ဘူးပြည်တွင်းစီကြီးစားဖြစ်ပြီးပြည်တွင်းစီကြီးစားဖြစ်တဲ့အခါကျတော့ပရမဘောမပီကွန်မြူနတီနဲ့တိုက်ရတာပါအင်းဖတ်စာပလန်เนาะအနာရဖတ်စာပလန်တနည်းဖြစ်တော့ဥလူဂွန်ကြီးချုပ်အဖြစ်နဲ့ပါဝင်ပြီးတော့ဟာလာအဲ့တော့ပြည်သေးကြီးမှာတောင်ယူထားတာတော့ဥကြုံကြီးတို့เนาะဥပါဆွေးတို့စသည်အပြင်เนาะဒီလိုတကက်နေရာကောင်းတွေမှာဘန္နာကြီးတို့နိုင်ငံရေးဆက်ဆံရေးတို့အဲ့ဒီမှာနေရာကောင်းတွေယူပြီးတော့ နေရာကောင်းဆိုရတဲ့ key point ပေါ့ key ပေါ့နိုင်ငံကြီးရဲ့တကယ်အချက်ချတိုင်းပြည်ရဲ့အချက်ချဖြစ်တဲ့ပြည်ထရေးဌာနတို့လိုဘဏ္ဍာရေးဌာနတို့လိုစီမံကိန်းဌာနတို့လိုမှာကင်တွယ်နေတဲ့ပုဂ္ဂိုလ်ကြီးတွေတနည်းအားဖြင့်တော့ဥကြုံကြီးဥပဆွေဥနုတို့ပေါ့အဲ့လိုအဲ့ကာလတုန်းကလေသူတို့ကဘရင်တစုဖြစ်နေတာပါလွတ်လိုက်ရတဲ့ကာလမှာပေါ့နော်အဲ့တော့ဝန်ကြီးချုပ်နဲ့ဝန်ကြီးချုပ်အဖွဲ့ဝန်ကြီးအဖွဲ့ပေါ့နော်အဲ့တော့ဒုတိယဝန်ကြီးချုပ်ကြီးပေးထားတာဝန်ကြီးချုပ် ။အော်စူကြောက်ပါတဲ့ဘန်နိုင်ဆိုလဲဘန်နိုင်မှာဘန်နိုင်ဝင်ကြီးနေတယ်မပြီးသေးဘူး။อืมဒုတိယဝင်ကြီးချုပ်ဖြစ်နေပါပေးထားတာ။อืมဆိုတော့အဲ့လိုကာလာမျိုးမှာ1949ရောက်တဲ့အခါကျတော့ကင်ကဒီတော်လိုင်းထဲမှာပါလာတယ်။ဒီဟာကတော့တိုင်းသားလူမျိုးစုအသီးသီးက1945စပြီးတော့1950ဆိုလို့ရှိရင်ကချင်ကပါလာပြီ။မွန်ပါလာပြီ။အဲ့နောက်ပိုင်းမှာ50 50နှစ်စသည်အပြင်တိုင်းသားလူမျိုးစုအသီးသီးက Federal ပြည်တော်စု တောင်းဆိုဖို့အတွက်ကိုအခြေခံချက်လက်တွေပေါ့နော်ပင်လုံးပင်လုံးမှာချုပ်ခဲ့ကြတဲ့စာချုပ်ပင်လုံးဂရိကောက်ဒီဖောက်ဖြစ်တာကိုအဲ့ဒါတွေကိုဖောက်ဖြစ်တဲ့အခါကျတော့ဖတ်စပလာကဖောက်ဖြစ်တဲ့အခါကျတော့ဒါတွေကိုတောင်းဆိုတာတောင်းဆိုတဲ့အခါကျတော့ချုပ်ပြီးပြောမယ်ဆိုရင်တိုင်းသားအသီးသီးကသူတို့ရဲ့ကိုယ့်ကျမကိုယ်ဖန်ဒီရေနော်ပြီးလဲရှာမှာအော် self determination ကိုယ်ပိုင်ပြတ်ထားခွင့်ရရှိရေးအဲ့အတွက်ကိုသူတို့တိုက်ပွဲတွေကိုမှလာကြတယ်အဲ့အခါမှာဟလား ကနဟိုဘိုဂျုတ်စမစ်ဒွန်းပေါ့နော်ကျွန်တော်ကနလေးမိနေတော့ဟာကာဝဲဦးစင်းကျုတ်အဲ့ဒါကာဝဲဦးစင်းကျုတ်ဟုတ်တယ်ဟုတ်တယ်အဲ့တော့အဲ့ဒီအချိန်မှာပြည်တွင်းစစ်ကြီးကတခက်နဲ့တည်းများလာတဲ့အခါမှာဒါခြုံပြီးပြောကြဆိုပေါ့နော်ဟိုဖက်စစ်စစ်အုပ်စုရဲ့အာနာပေါ်မှာမူတည်ပြီးတော့အာနာရမက်ငန်းငန်းတက်ပြီးတော့ဟုတ်လားသူတို့သာလင်းအဓိကဖြစ်တယ်အဲ့တိုင်းပြည်ရဲ့နိုင်ငံရေးစီးပွားရေးပေါ်မှာခြေလှယ်တယ်ဒါဟုတ်ပဲသူတို့အခွင့်ကောင်းယူထားတယ်ဆိုတဲ့ဟာလေးပြောချင်လို့အတွက်ဒီ ရားကိုစကားပြင်ခံခြင်းဖြစ်ပါတယ်အဲ့တော့1949 49ကြီးတဲ့အခါမှာ KNU ကအင်းစိန်ခွဲကြံတိုက်ပွဲရန်ကုန်ကခုနှစ်မိုင်အစုအပဲဖြစ်တော့တယ်ဖျားချက်စာပဲရှိတော့တယ်နော်ကင်ရင်တင်တာဌာနရဲ့ရန်ကုန်အစိုးရလို့ပြောဟုတ်တယ်ရန်ကုန်အစိုးရလို့ဖြစ်နေပြီเนาะချန်ပီယံလစ်တွေကအဲ့တော့မင်းမျိုးတင်ထားပြီးပြီကင်ယူကမန္တလေးမှာ23ရက်တင်ထားတယ်ဒီဘက်အော်အောက်ပြီဆိုလို့ရှိရင်ရန်ကုန်မြို့ကိုတင်ထားပြီးပြီဆိုတော့အဲ့လိုအခြေအနေမျိုးမှာဟုတ်လားဗိုလ်ချုပ်စမေဒွန်းကိုဖယ်ပြီးတော့ နေဝင်းကိုယာရုပေးလိုက်ခါမှာတစ်ကကာဝဲကိုကြီးပေးတယ်။อืมကာဝဲကိုကြီးပေးတယ်နော်စစ်ဦးစီးချုပ်ပေးတယ်။อืมကာဝဲကိုကြီးစစ်ဦးစီးချုပ်ပြီးတဲ့ခါမှာအဲ့လိုဒုတိယဝန်ကြီးချုပ်လည်းပေးပါတယ်။อืมဆိုတော့ဝန်ကြီးချုပ်တွေဝန်ကြီးဒုတိယဝန်ကြီးချုပ်လည်းပေးတယ်။နော်ကာဝဲကြီးလည်းပေးတယ်သူမပေးတာဘန္နာကြီးပဲရှိတော့တယ်။နိုင်ငံခြားဆက်သွယ်ရေးပဲကြံတော့တယ်။အဲ့တော့အဲ့လိုဟာလာတိုင်းပြည်ရဲ့အချုပ်ချာ အာနာကိုတကယ်ပိုင်ဆိုးနေတဲ့နေရာတွေကိုပြီးထားလာအဲ့ဒါဆိုတရားအခုမင်းအောင်လန်ယူထားတယ်လို့ယူထားတာပေါ့နော်အဲ့ဒါပါပဲအဲ့ဒါပဲဆိုတော့ဦးစီဦးစီကတော့ဖြတ်ခဲ့ဆိုမြင်လိုက်တာပေါ့နော်အဲ့တော့ကျန်တဲ့ပြည်သူလူထုတွေကလည်းအဲ့ဒါမြင်ဖို့လိုပါတယ်အဲ့လိုမြင်ရမှာဖြစ်တယ်အဲ့ကာလမှာတည်း1946မှာတည်းကအဲ့လိုဖြစ်ခဲ့တာဆိုတော့အခုမင်းအောင်လန်ဆိုဝင်ကြီးချုပ်ရောဟိုဟာယာယီသမတရောလေဟိုကာကာကာချုပ်ရောကာချုပ်ကောပေါ့ဗျာနော်သူကဟိုဟာဟိုပေါ့မနုဿတီဟာဖင်နှစ်ခွမဟုတ်ပဲနဲ့မနုဿတီဟာဖင်သေးခွတော့ဖြစ်နေတာဟို အဲ့လိုနေသားမျိုးပေါ့ဗျာတခုကြံသေးတယ်ဟုတ်ကဲ့ကဆကဥက္ခရဟုတ်ကဲ့နသကဥက္ခရကဆခနော်အဲ့အဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့ဥက္ခရကြီးဥက္ခရကြီးဥက္ခရကြီးလည်းဖြစ်တယ်သမရာလည်းဖြစ်တယ်ပေါ့ဗျာဆိုတော့အဲ့ကာလမှာတည်းကအာနာရဲ့အရှိန်ဟွာကိုကောင်းကောင်းနေဝင်းကခံစားသွားပြီအင်းအရသာအရသာကိုခံစားသွားပြီအဲ့ဒီအပြင်နော်ဟိုမှာခொနမိုင်မဲ့အင်းစိန်နဲ့ဆိုရှင်ခဝဲကြံတိုက်ပွဲမှာဖြစ်နေတာဆိုတော့ဒီကဝန်ကြီးကြီးဖြစ်တဲ့လူကြီးက မလုံတော့ဘူးကြောမလုံဘူးအဲ့တော့ဟိုဥပမာလေးတစ်ခုပေါ့တက်လုံးဆက်တယ်အဗိုလ်ချုပ်ကြီးနေဝင်းအကျွန်တော်အိမ်နေဗျာခမရအဆောင်လေးပါလေးလှုပ်ပေးပါအောင်ဆိုတော့ဘာလဲခမရတို့ကဒီအရေးတက်မှာဟိုပြည်ရွှေစီဖြစ်နေတဲ့ကြောင့်ခမရတို့မလုံကြုံမှာဆိုလို့ကျုပ်တို့တက်ဖွဲ့ရလာပြေးအောင်မလားခမရတို့ကဘာကောင်းနေမှုလို့လဲလာပြီနော်လာပြီအဲ तू မွေးထားတဲ့တနည်းဖြစ်တော့ဒီစီဦးစီးချုပ်ကိုဒုတိယဝန်ကြီးချုပ်ကိုကာဝေးဝန်ကြီးကိုနေရာပေးတာက တနည်းအားဖြင့်ဖတ်စာပါလားကြော်ငိမ့်ပြဟုတ်တယ်နေဝင်းကဟောကနနေဝင်းကနေရာရတာအဲ့တော့နေဝင်းကိုမွေးစားတာကအဲ့ဖတ်စာလည်းပါလာတော့မှရှိတယ်ကြော်ငိမ့်ဘဆိုရမွေးစားတာအဲ့တော့သဘောတူပြီးတာဟောဦးနုဦးကြီးချုပ်ဦးနုအဲ့လိုအခြေအနေမျိုးမှာပေါ့ဗျာနောက်ပိုင်းလည်းကြာရောကနလိုပြည်တွင်းစကြီးတွေဖြစ်နေတဲ့ခါကျတော့ဖတ်စာပါလာသူ့ကိုအာကိုတယ်အာကိုလိုက်တယ်အာကိုတဲ့ခါကျတော့ तू ကလက်လက်ရအောင်လုပ်တယ်ဗျာ အဲ့တော့ဟုတ်လားယူဂိုစလဗ်တို့အိန္ဒိယတို့ကလက်နေတွေရအောင်လုပ်တယ်ဝယ်တယ်နော်ဟုတ်လား तू ဖတ်စပါလားအစူအောက်လေဟုတ်လား तू ကသူ့လက်ထက်မှာဖြစ်နေပြီအာကျုပ်ကိုဟုတ်လားစီဦးစီးချုပ်ခတ်ပြီးဝင်ကြီးလက်ဖြစ်ပြီဆိုလို့ရှိရင်ကျုပ်တဲ့လက်နေတွေတက်ဆင်ဖို့လိုတယ်ခွန်လက်နေတွေဝယ်ရမယ်ဆိုတော့ဖတ်စပါလားဘဏ္ဍာငွေချပြရတယ်အဲ့မှာဝယ်ပြီသူ့လက်ထက်မှာလေအကုန်လုံးဖြစ်နေပြီလေကာကွယ်ရေးဝန်ကြီးကို तू ကနေဝင်ရဟုတ်လားကာကွယ်ရေးဝန်ကြီးလက်ဖြစ်တယ်စီဦးစီးချုပ်လက်ဖြစ်တယ်ဗျာ ဲ့ဒီခါမှာစမစ်တို့ကဘိုးချုပ်ကြော်စောချီမှာခိုလုံးနေရတယ်อืมတက်မှလေးပေါ့ဗျာထားလိုက်တော့အဲ့လိုကာလာမျိုးအင်မတန်အပြောင်းအလဲကပြောင်းကပြောင်းနေဖြစ်သွားတဲ့ကာလာမှာအာနာရလာတာနေဝင်ဖြစ်တယ်အဲ့ဒါစပြီးတော့တိုင်းပြည်ရဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးအစစအရာကိစ္စမှန်သမျှကိုနေဝင်ကချဲ့လဲတာပထမတော့သူကနော် ဒီနိုင်ငံကြီးကလကာရဲ့နောက်ွယ်မှာကစားတာနောက်ွယ်မှာကစားတယ်နောက်တစ်ခါကျတော့အာနာသိမ့်ဖို့ကြိုးစားတဲ့ခါကျတော့ဘိုနေဝင်းနဲ့ဝန်ကြီးချုပ်အူနုနဲ့အူနုနဲ့ဟုတ်လားနှစ်ပေါက်တစ်ပေါက်ရိုက်ပြီးတော့နော်ကွန်စတီကျူရှင်မှာမပါဘူးကွန်စတီကျူရှင်မှာအာနာသိမ့်ရဘာလို့ရမလဲဆိုတော့ခါလည်းမပါဘူးနော်အာနာသိမ့်ဖို့လည်းပဲဘသူ့ကိုမှအခွင့်အရေးပေးမထားဘူးကွန်စတီကျူရှင်ရဲ့အရာ1948ခုဖွဲ့စည်းပုံအရာသို့တော်နှစ်ပေါက်တစ်ပေါက်နားလည်မှုယူတော့ဝန်ကြီးချုပ်အူနုက တိုင်းပြည်လဲအခုတို့ကျမငင်နေတဲ့အချိန်မျိုးမှာအာဏာမသိနေတော့ခင်ဗျားတို့စစ်တပ်လည်းပဲနာမည်ကြီးတယ်နာမည်ပြက်တယ်ဗျာကျွန်တော်တို့တိုင်းပြည်လဲမကောင်းဘူးဗျာကျုပ်တို့လည်းလွတ်တော်ထဲမှာနေရတာဟာလာအင်မတန်မှအယုတ်ဆိုးတယ်အဲ့တော့ကျွန်တော်နားလည်မှုယူအောင်ဆိုပြီးတော့58မှာအာဏာအပြောင်းလဲလုပ်လိုက်တဲ့အခါကျတော့သူ့ဝန်ကြီးချုပ်ပြန်ပေးရတယ်ကာကွယ်ရေးဝန်ကြီးကနေဝန်ကြီးချုပ်အင်းအိဆောင်အစိုးရပေါ့ဗျာအိဆောင်အစိုးရနောက်တစ်ခါ62လဲကြာရောအိဆောင်အစိုးရမကတော့ဘူး အာနာသိမ့်လိုက်ပြီ။လုံးဝသိမ့်သွားပြလိုက်ပြီလေ။သုံးလိုက်ပြီ။အဲ့တော့ဒီကာလကိုကြည့်တဲ့အခါမှာ1948ပြည်ရင်းစစ်ကြီးစဖြစ်တဲ့မတ်လနေပြီးတော့1958အိမ်ဆောင်အစုကဖြစ်တဲ့ကာလမှာတိုင်းပြည်ကမငြိမ်မသက်ဖြစ်နေတာ။အဲ့တော့စမေတုံးကိုဖယ်လိုက်တယ်။ချုပ်မယ်ဆိုချင်းစီဥစည်းချုပ်ဖြစ်လာတယ်။ဝန်ကြီးဟောလာဝန်ကြီးချုပ်ကလည်းကာကွယ်ဝန်ကြီးချုပ်ဖြစ်လာတယ်။ပြည်ထရေးလည်းသူပဲကင်တယ်။ဟောလာစသည်အဖြစ်အဲ့လိုအဲ့လိုအာဏာကိုရရှိလာတဲ့အခါကျတော့ 60နှစ်အာနာသိမ့်လိုက်တဲ့ခါကျတော့ပြီးပြီးပြင်းပြင်းဖြစ်သွားတယ်။အာနာသိမ့်လိုက်တဲ့ခါကျတော့အဲ့ဒီကာလမာရီယာစပြီးတော့သူတို့တွေရဲ့သဘောထားတွေမနှောထားတွေကတစ်ငါတို့ရဲ့လက်ထက်မှာပဲရှိရမယ်။တိုင်ပြီရ။ငါတို့ကကက်တင်ရှင်ဖြစ်တယ်။ငါတို့တပ်သားတွေကအသက်ပြီးပြီးတော့ကဟုတ်လားပြည်တွင်းစီကြီးမှာတက်လျှောက်လုံးငါတို့တိုက်ခဲ့တာဖြစ်တယ်။ဟုတ်လားဖက်စစ်တွန်လိုင်းကငါတို့လုခဲ့တာပဲ။အဲစသည်ကပြင်ဖက်စစ်တွန်လိုင်းမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်1958တိကြည့် နောက်က1958ကနေပြီးတော့62ကိုကြည့်60နှစ်နောက်ပိုင်းမှာကြည့်ဆိုတဲ့အခါကျတော့သူတို့ကတိုင်းပြည်ရဲ့အရှင်သင်ဖြစ်တယ်ဆိုတာပေါ့အဲ့မှာတည်းကသူကခေါင်းထဲမှာအသေးထဲမှာစွဲနေတာငါတို့ကတိုင်းပြည်ရဲ့အရှင်သင်ဖြစ်တာသူတို့ဟိုလိုပေါ့ငါတို့မရှိရင်မဖြစ်ဘူးပေါ့အဲ့လိုမျိုးလေအဲ့တော့ဒီနေ့မပတ်တာပြောနေကြမလားစစ်တပ်မရှိရင်မင်းတို့တိုင်းပြည်ဘာဖြစ်သွားမလဲဆိုတာအဲအဲ့ဒီကခြေအဲ့ဒီကအဲ့ဒါအဲ့ဒါအခြေခံတာပေါ့ထိုင်းကိုကြီးကျုပ်ရဲ့ဖခင်ဘယ်သူလဲတက်ဆင်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 ကလည်းပြောပြီလေ ီစစ်တပ်ကြီးမရှိလို့မဖြစ်ဘူးဟုတ်လားညာကြီးလည်းပြောတယ်လေကိုကိုကြီးလည်းပြောတယ်လေဟုတ်တယ်အဲ့တော့ကျွန်တော်တို့ပြည်သူလူထုတွေကတရက်လုံးဒီစစ်တပ်မရှိဖို့ဒီ၄၁တွေဦးတော်မှန်ရေကိုပြက်ပြက်သားသားတိုက်နေတယ်ဟုတ်တယ်နော်ဖက်ဆစ်အာနာရှစ်စနစ်အမြင့်ဖြတ်ဖို့ဖြစ်တယ်နော်ပွေးချွေးမှာဆွေးနွေးစရာမရှိဘူးဒီဖက်ဆစ်စစ်တပ်မရှိခြင်းမရှိဘူးဆိုရင်စစ်အာနာရှင်စနစ်မရှိဘူးဆိုရင်တနည်းအားဖြင့်နော်စစ်သုံးစစ်ပေါ့ စစ်အာဏာရှင်စစ်အာဏာရှင်စနစ်စစ်ဘူရိုကရက်ရန်တရားဒီသုံးခုဟာတိုင်းပြည်မှာခြေလဲနေတာဖြစ်တယ်ဒီသုံးခုဟာတိုင်းပြည်ကိုဒုက္ခပေးနေတာဖြစ်တယ်ဘာသာမခြားလူမျိုးမခြားအကုန်လုံးကျွန်တော်တို့ကပြည်သူလူထုအသီးသီးဒီလူမျိုးအားလုံးကိုဒုက္ခပေးနေတာကဒီစစ်သုံးစစ်ဖြစ်တယ်ဒီစစ်သုံးစစ်ကိုခြေမုံကြီးဖြစ်တယ်ဒီနေ့ကာလအဲ့ဒီကနေမှဦးဇင်းတို့ဒါစစ်အာဏာရှင်အခြေတည်လာခဲ့တာပေါ့အခြေတည်လာခဲ့တာပေါ့တည်လာခဲ့ပြီတော့မှဒီနေ့ငလင်း ဒါနေခဏခါမှာလည်းပဲဒီလိုခြေနေမျိုးတွေဒီဒီလိုထုတဲ့ light တဲလာခဲ့တဲ့အာနာကျင်စနစ်တွေကျိုးနေစနစ်တွေကြောင့်မို့ဟိုအာနာကျင်ပုံပုံမွေးမွေးလာခဲ့တယ်အာနာကျင်ဆိုတော့သူတို့အတွက်ပဲကြည့်ပါလေဘုရားသူတို့ကမကြည့်ဘူးသူတို့တွေမကြည့်တဲ့အခါတော့ဒီနေ့ကွန်ဂျီပန်ပုံမှုတွေရလာတဲ့အခါမှာလည်းအတနိုင်တော့သူအိတ်ထဲမှာထဲကြတယ်ပေါ့နော်ဆရာမှန်ပါဗျာသူတို့အိတ်ထဲမှာထဲကြတယ်တက်နိုင်တော့သူတို့ထဲမှာထဲတယ်နောက်အကူပတ်မခံနိုင်လေရှိတယ်အဲ့ကြတော့ဟိုမှာတိုက်အောက်တွေမှာပြိပြိနေတဲ့လက်ကြီးတက်ကြီးတင်ကြကြည့်နေတဲ့ အဲလူတွေလည်းရှိမှာဟုတ်နော်သူအသက်ပြောက်သွားရဲ့ရှိကြမှာဟုတ်ဆိုတော့အဲ့ဓာတွေကလည်းပဲဒီအာနာရှင်တွေကသူတို့ကိုကြိုးကြည့်တာတဲ့ကြောင့်ဒီကေတဲ့ရေးတွေမှာအဓိကမရောက်နိုင်ရပါဘောနော်မရောက်နိုင်ဘူးပုံမူပို့ပြီးတော့ထိခိုက်တဲ့နေသားမျိုးတွေဖြစ်လာတာပေါ့နော်ဆရာဒါကတော့စဉ်းနှုတ်ချက်ပထမပိုင်းကိုတင်ပြခဲ့တာပဲဖြစ်ပါတယ်စဉ်းနှုတ်ချက်ဒုတိယပိုင်းကိုနောက်ရက်တွေမှာလဲဆက်လက်ပြီးတော့တင်ပြပေးသွားမှာဖြစ်တဲ့အတွက် အလုံးစောင့်မျှော်ကြည့်ရှုနိုင်တဲ့ဆိုတဲ့အကြောင်းကိုကြွတင်ပြီးတော့သတင်းကောင်းပါပါတယ်အလုံးသောပြည်သက်များအနေနဲ့တဘာဝဘေးအန္တရာယ်ကနေအမြန်သွေးကင်းဝေးအောင်ကျော်လွှားနိုင်ပြီးစမိသာစစ်ဘလူဖက်စစ်တပ်မရင်းတပ်ကိုလည်းအမြန်သွေးပယ်ရှင်းနိုင်ကြပါသေးကြောင်းပြောကြားရင်းနဲ့ဒီပြန်လည်တင်ပြချက်ကိုညီကုန်းကံပါသွန်သားပါတယ်အလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်